ဘာပေါ်မှာလေရင်နဲ့တင်မော်တွေဟာဘာတဲလွန်စားမှမရှိပဲလူတွေရဲ့ပျောက်ကွယ်သွားတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အတလန်တိတ်သမုဒ္ဒရာရဲ့ဘာမြူတာထရီကန်နေမြေပဲဖြစ်ပါတယ်။ဂျီဒီသားဟာတင်မော်50ကျော်နဲ့လေရင်20ကျော်ကိုမျိုးချခဲ့ပြီးနှစ်ဆိုးရဲ့ထရီကန်နေမြေလို့ကြော်ကြားပါတယ်။ဒီနေ့မှာတော့ဒီဘီဟင်နီရဲ့နောက်ကွယ်ကသီအိုရီတွေကိုမိတ်ဆွေလိုနဲ့အတူရှာဖွေသွားမှာဖြစ်ပါတယ်။ ဒီတနင်္ဂနွေကိုစတင်စေခဲ့တဲ့ပထမဆုံးဖြစ်ရကတော့ flight 97ပဲဖြစ်ပါတယ်။ဘုံကျဲလေယာဉ်ငါးစီးဟာလေ့ကျင့်ရေးပြင်သမှုအတွင်းတန်လိုက်အမြောင်းနဲ့ချိုးယွင်းနေကြောင်းသတင်းပို့ပြီးနောက်လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့ကိုရှာဖွေတဲ့ကယ်ဆယ်ရေးလေယာဉ်တစ်စီးပါထပ်မံပြောင်းဆောင်ခဲ့တဲ့အတွက်ဘာမျိုးဒါရဲ့သတင်းဟာကဘာအနှံ့ပြန့်နှံ့သွားခဲ့ပါတယ်။ဂျီတက်မတန်များအရ1918ခုနှစ်က USS Sackler ရဲ့ပျောက်ဆုံးမှုဟာလည်းမဖြေရှင်းနိုင်သေးတဲ့ဗဟင်းလင်းတစ်ခုပါ။ တင်မောသား306ဦးပါဝင်တဲ့ဒီတင်မောကြီးဟာဘာတဲလွန်စားဘာကေစရဲ့ချက်ပြောက်မှုမှမရှိဘဲပျောက်ကွယ်သွားခဲ့ပါတယ်။ဒီလိုကြီးမားတဲ့တင်မောကြီးတစီဘာကြောင့်လုံအောင်ပျောက်ဆုံးခဲ့ရလဲဆိုတဲ့မေးခွန်းကဒီနေ့မြေရဲ့သတင်းကိုပို့ပြီးကြီးထွားစေခဲ့ပါတော့တယ်။အထူးဖြစ်ရတွေကတင်မောကြီးတသက်ပျောက်ဆုံးတာမဟုတ်ပါဘူး။1969ခုနှစ်က Witchcraft Motherball လို့ဖြစ်ရမျိုးမှာတင်မောသား9ဟာ Florida ကိုင်းဝရကနေတဲတော်မြင်စီစိုက်ကပ်ဖို့ခနာတာကိုညီတောင်းခဲ့ပြီးနောက်မှာတော့တင်မောပဲရေပေါ်ဘောလုံးချန်ခဲ့ပြီးတင်မောသားတွေလုံအောင်ပျောက်ကွယ်သွားခဲ့ပါတယ်။ ကြောက်လာခဲ့တဲ့တင်မောကလည်းဘာတက်ခိုက်မှုမှမရှိတဲ့အဖြစ်ဘာတဲလွန်စားမှလည်းမရရှိခဲ့ပါဘူး။တိပ္ပံမြာရှင်တွေရဲ့ပြောကြားချက်အရတော့ပျောက်ဆုံးမှုတွေအတွက်အကောင်းဆုံးသဘောဝဖြည့်ရှင်ချက်ကတော့မိသိန်းတုံးကြီးပါပဲ။ရေအောင်ချမ်းမြင်ကနေမိသိန်းတန်းကြီးတွေရုတ်တရက်ပေါက်ခွဲထွက်လာပြီးရေရဲတိတဲစားကိုကြာဆင်းစေပါတယ်။တင်မောကြီးတွေဟာရေပေါ်မပေါ်နိုင်တော့ပဲစက္ကန့်ပိုင်းအတွင်းရေထဲကိုရုတ်တရက်နှိမ့်မြသွားတာဖြစ်နိုင်ပါတယ်။ဒီဒေသဟာတန်လိုက်အမြောင်တွေတန်လိုက်မြောက်ရက်နဲ့ဆက်မှန်တဲ့မြောက်ရက်တို့ကြောင့်ကွဲလွဲမှုတွေကြောင့် ။မာယွန်းနိုင်ငံကဘာနေရာအနည်းငယ်တွေကတခုဖြစ်ပါတယ်။တဟာရင်းမကြည့်ဘူးလို့ထင်ရပေမဲ့ခင်မင်းဒီပညာမရှိသေးတဲ့ကာလမှာနေရမှုရတဲ့တင်မတော်တွေအတွက်ပြင်းထန်တဲ့လမ်းပြောင်းမှုကိုဖြစ်စေခဲ့ပါတယ်။ဘာမြူဒါထရီကန်ဟာကော့စထရင်လိုလင်မြန်တဲ့ရေစီးကြောင်းတွေနဲ့မကြာခဏဆိုသလိုအတ္တလန်တိတ်မုန်တိုင်းတွေဝင်ရောက်လို့ရှိတဲ့ဒေသဖြစ်ပါတယ်။ဒီလိုရာသီဥတုအခြေအနေဆိုရမှုဒီတိမ်မိုင်းများပြားမှုနဲ့ဖြူမဲအရာတို့ပေါင်းဆက်တဲ့အခါဘုဒ္ဓရစမှုများစွာဖြစ်နိုင်တာဟာပြဝတ်ဆန်းကျယ်မှုမဟုတ်ပါဘူး။ ဒီနေ့မြေလျောဆန်းကျင်မှုကိုယုံကြည်သူတွေကတော့ဂျီဒီသားမှာခြင်ကိုပြောင်းလဲစေနိုင်တဲ့ကိစ္စ Time Warp တွေရှိတယ်လို့ဆိုကြပါတယ်။ဂျင်းတွေဟာယုတ်ရရဲ့ခြင်ကိုကြော်ဖြတ်ပြီးအခြားနေရာတစ်ခုစီဒါမှမဟုတ်အခြားအချိန်ကာလတစ်ခုစီရောက်သွားတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ Theory တွေကဒါတွေပဲလားဆိုတော့မဟုတ်သေးပါဘူး။ဂျိုသားတွေလည်းပတ်သက်နေတယ်ဆိုတော့ Theory တွေလည်းရှိပါသေးတယ်။ဒီပြောဆုံးမှုတွေဟာဂျိုသားတွေရဲ့ရေအောက်ခြေဆိုင်စခန်းကထုတ်လွှတ်တဲ့စိုင်းညောင်ဖြစ်တယ်လို့ယုံကြည်သူတွေလည်းရှိပါတယ်။ ဂျိုသားတွေဟာလူတွေနဲ့ယင်းတွေကိုစမ်းသပ်မှုတွေလုပ်ဖို့ဖန်စီခေါ်ဆောင်တာဖြစ်နိုင်တယ်လို့အခိုင်အမာယူဆသူတွေရှိပါတယ်။နောက်ထပ်စကူရင်ဆန်တဲ့ယူဆချက်တစ်ခုကတော့ဘာမျူဒါထရီဂန်ရဲ့ရေအောက်မှာပျောက်ကွယ်သွားတဲ့ Atlantic မြို့တော်ရဲ့အပျက်စီးတွေရှိနေတာပါ။ရှေးဟောင်းဆိုင်းရင်တွေဥပမာ Crystal ဆိုင်းရင်ကထုတ်လုပ်တဲ့ဆောင်းအားကြောင့်သင်္ဘောနဲ့လေယာဉ်တွေရဲ့ဆက်တွေကိုဝင်ရောက်နှောက်ယှက်ပြီးပျက်စီးစေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီတဏ္ဍာရီဟာတဘာဝအကြောင်းဆိုတာထက်စာရေးဆရာတွေကြောင့်ပုံပြီးကြေကြာခဲ့တာဖြစ်ပါတယ်။1946ခုနှစ်က ဂျေဆန်စကာရီရဲ့ဆောင်းပါးနဲ့ချာလီဘဲလစ်ရဲ့1948ခုနှစ်ဆောင်းတွေဟာပြည်ရည်ကိုချဲ့ကားပြီးပြည်ဝဆန်းကျင်မှုအဖြစ်ပုံဖော်ခဲ့ကြပါတယ်။သူတို့ဟာရိုးရှင်းတဲ့ရာသီဥတုဆိုးဝါးမှုကြောင့်ဖြစ်တဲ့ကိစ္စကိုတော့အပြေမရှိတဲ့ဗဟင်းအဖြစ်ပြောင်းလဲခဲ့ကြပါတယ်။နောက်ပိုင်းသူတို့ဒီလယ်ရီခတ်စာစာရေးဆရာတွေရေးသားခဲ့တဲ့အချက်အလက်တွေကိုပြန်စီစစ်ခဲ့ပါတယ်။သူတွေ့ရှိခဲ့တာကတော့စာအုပ်ထဲကဖြစ်ရအများစုဟာဒါမီတာထရီကန်အီရီယာရဲ့အပြင်ဘက်မှာဖြစ်ပွားခဲ့တာ။ ဒါမှမဟုတ်တင်မောရဲ့နောက်ပိုင်းပြန်တွေ့ရှိမှုကိုခြံလက်ထားခဲ့တာမျိုးဖြစ်ပါတယ်။ဒါမီဒီယာရဲ့ချက်ကားဖော်ပြမှုကတနအီကိုဘလောက်အထိအသက်ဝင်စေလဲဆိုတာကိုပြသနေပါတယ်။အမေရိကန်ရေတပ်နဲ့နိုဝါတမောတရားစီမံခန့်ခွဲရေးအပါအဝင်တရားဝင်ဖွဲ့စည်းတွေကတော့ဒီဒေသမှာလေဝက်စမ်းချက်တွေစောင့်ရတဲ့လုံအောင်ပါဝင်ဘူးလို့တရားဝင်သတ်မှတ်ထားပါတယ်။ပြောဆိုမှုတွေဟာသဘာဝအနေနဲ့လူမရွတ်နဲ့အသွားလာများပြားမှုရဲ့အရလက်သက်သက်ဖြစ်ကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။စီးရင်ချက်လက်တွေကိုကြည့်မယ်ဆိုရင် ဗာမီဒရီဂန်နေမီဟာဘာဘာမှခီးသွားတာမျိုးအများဆုံးသမုဒ္ဒရာလမ်းကြောင်းတွေကတစ်ခုဖြစ်ပါတယ်။ရဆုံးမှုနှုန်းဟာအခြားသောသမုဒ္ဒရာတွေနဲ့လုံးဝမခြားနားပါဘူး။ဒါပေမဲ့မီဒီယာရဲ့အာရုံစိုက်မှုကြောင့်သာဂျီနီယာကအန်ရီယရှိဆုံးအဖြစ်ထင်ရှားနေတာဖြစ်ပါတယ်။ဗာမီဒရီဂန်ဟာတိတ်မနေချာအဖြစ်တွေရှိနေပေမဲ့ဒီတနေ့ဟာကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာဗီဇင်းနည်းတစ်ခုအဖြစ်ထာဝရကျန်နေခဲ့မယ်ဆိုတာသိကြပါတယ်။ဒါသမုဒ္ဒရာရဲ့စွမ်းအင်တွေလူမားရွင့်တွေဒါမှမဟုတ်မီဒီယာရဲ့ဖန်တီးမှုတွေပေါက်ဆက်ထားတဲ့ ထူးဆန်းတဲ့ဇလန်တစ်ပုဒ်ပါမက်ဆီရိုရဲ့မြင်မှာကဘယ်သီယိုရီကအကောင်းဆုံးအဖြစ်ဖြစ်မလဲဆိုတော့ကိုကောမမမျှဝေခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဒီလိုမျိုးစိတ်ဝင်စားစရာအချက်အလက်တွေနဲ့ပြန်လာခဲ့ပါမယ်